ကဲကူတကအမြောက်ပြီးမှာအကျွေးနဲ့ပတ်သက်တာပေါ့နော်အကျွေးတောင်းမရလို့စိတ်ရှုပ်တဲ့သူတွေပေါ့ဒီမှာလွယ်လွယ်ရရလေးတခုနဲ့ခက်ပြင်းပြင်းရရလေးနှစ်ခုသုံးခုပြောပြမယ်နော်ကဲတော့ကျွန်တော်ကပြောချင်တာတခုရှိရပြအကျွေးဆိုတဲ့နေရာမှာစခဲ့တယ်မပေးရတော့အကောင်းဆုံးပဲကျွန်တော်ဆိုရင်စိတ်ကပြတ်တယ်ကျွန်တော်ကတော့အကျွေးဘယ်သူမှမပေးဘူးဒါမဲ့တခုရှိရနော်ပြင်းနေအပြတ်ပဲတော့အဲ့ဒါပြီးပြီရတယ်ဒါပဲအပြတ်ပဲအဲ့လိုမျိုးထားလိုက်တယ်ပေါ့နော် ဟိုအင်မတန်မကင်းရမကင်းကြောင်ကြီးမားလို့နေပြီးအကျွေးယူပြီးယုံကြည်ရမယ်လို့ယုံကြည်တဲ့သူအကျွေးပေးတယ်အဲ့တော့အကျွေးတောင်းတဲ့အခါကျလို့ရှင်လူတွေကအဆင်မပြေကြဘူးလေဟုတ်တယ်မလားအဲ့တော့အကျွေးချီးတယ်ဆိုတော့သူရဲ့သူ့ရဲ့ထက်ပုံတော့သူ့ရဲ့မွေးနံတော့သူ့ရဲ့နာမည်တော့ခင်ဗျားသိအောင်ကြိုးစားထားဖို့တော့လိုတယ်နော်အဲ့ဒါလေးတော့ရအောင်ယူထားပါတကယ်လို့အစီရင်လုပ်မယ်ဆိုတော့မှဒါလေးရလိုတယ်လေနော်ထက်ပုံတပုံနဲ့ယူထားမယ်ပြီးတော့ရှင်အဲ့ဒါတော့မသိလို့တော့မဖြစ်ဘူးပေါ့နော်ကဲဒီဒီကတော့လွယ်လွယ်လေးပေါ့ထက်ပုံနဲ့သိစရာမလိုဘူး ငါနာမည်နဲ့နေနိုင်တဲ့တည်ရလို့ရှင်လုပ်ရတဲ့အစီအရင်လေးကိုလွယ်လွယ်လေးကိုအရင်ပြောပြမယ်။အဲ့တော့အကျွေးဆိုတဲ့နေရာမှာကိုယ်အကျွေးပေးရမယ့်လူတွေကလည်းငွေကြေးအဆင်ပြေပါလို့လေ။မငွေရှိတဲ့နေရာမှာပေးဘူးဆိုတဲ့ရှင်တော့ဒါလောက်အောင်ပါရောအစီအရင်တော့တုတ်တက်ပါလေနော်။တကယ်လို့မှငွေမရှိဘူးသူမှလည်းအဆင်မပြေလို့ပါငွေရအကြောင်းလေးပေါ်လာအောင်ကိုယ်မြေတာပို့ပေးရတယ်။နောက်တစ်ခါ အဲ့ဒီငွေကိုရဲ့ကံပေါ့နော်။တကယ်ကိုရဲ့ကံကလည်းစစ်တင်နေပြ။ကိုကအကျွေးရနိုင်တဲ့ကံရှင်ငွေကြီးလက်လာပါ။ဟိုဒီလမှာဝင်တဲ့ကံရှိလား။ငွေကြီးကံကောင်းနေတယ်လား။အဲ့ဒါဆိုငါအကျွေးလောက်ရင်အဆင်ပြေပါမလားပေါ့နော်။ အဲ့ဒါမျိုးလေးတွေကျွန်တော်စဉ်းစားရတယ်ပြော။ကျွန်တော်ကလေးဘွားလုပ်တဲ့ဒီရေတရအစီအစဉ်လေးတစ်ခုရှိတယ်။အဲ့ဒါလေးကိုအရင်ပြောပေးမယ်။အဲ့ဒါအရင်လွယ်တယ်။အဓိကတော့ကိုကအကျူတောင်းအကျူရကိုအကျူရမယ်လူကအဆင်ပြေပါစေ။ဆက်နေစဉ်လေးမြတ်တာပို့ပြီးနော်။မြတ်တာပို့ပြီးပါ။ငါ့ကိုအကျူတွေဆက်နိုင်ပါစေ။အကျူဆက်ဖို့အတွက်သူမှအဆင်ပြေပါစေ။ဆက်ပြီးမြတ်တာပို့ပြီးပါ။မြတ်တာကတော့စွန့်ထက်ပါတယ်နော်။မြတ်တာပို့ပြီးပါ။ဒါဆိုသူလည်းဟိုလာပြီးတော့အော်ပေးခြင်းစိတ်လေးပေါင်းနေမှာပေါ့နော်။အဲ့တော့ပတ်သက်လေးအဆင်ပြေဆိုဖိတ်ဖဲဆက်တာမျိုးတွေလာမှာပေါ့ဗျာ။အဲ့တော့ဘယင်ဆုံးရေတရားလေးကတော့ ဣဇာကွေးတခြားပေါ့နော်ဣဇာကွေးတခြားကိုယူလိုက်ပါဣဇာကွေးဣဇာကွေးနေတာပေါ့နော်ဣဇာကွေးတခြားဝင်လိုက်မယ်ပြီးဆိုစာရင်းလေးတူရမှာ အကျွေးရရမယ်သူရဲ့နာမည်နေနံနဲ့ရမယ်ငွေပမာဏဥပမာမောင်မောင်ဂျာတာပိတာပိန့်တရာအမြန်ဆုံးငါ့ကိုပြန်ပေးစီပိန့်တရာအမြန်ဆုံးငါ့ကိုပြန်ပေးစီအဲ့ဒီစာကြောင်းကိုစာရွက်ဖြူမှာ ဖြူမှာရေးလိုက်ပါနော်အေဖိုးစာမှာရေးလိုက်ပါဗျာရေးပြီဆိုလို့ရှိရင်အီကြွေကိုပတ်လိုက်ပါအဲ့စာရဲနဲ့ပတ်လိုက်ပါနော်ဘယ်ဘက်ကပတ်မှာဆက်အပြင်ထားမှာတွင်ထားတာအပြင်ပတ်ထားအတွင်းပတ်ထားတာအပြင်ပတ်ထားတာထားခြင်းတို့ထားရတယ်နော်ပြီးပြီဆိုလို့ရှိရင်အပေါ်ကနေပြီးတော့အချီယုံနဲ့၃ခါချီ အချီချုံနဲ့ပါနော်3 300ချီတိုက်ပါအချီရချီပါခုနလိတ်ထားတဲ့စာရွက်ကိုပြုတ်မကြအောင်ပါနော်ချီချီပြီးဆိုရင်စီးနေတဲ့ရေတွေကိုတော့မြှော့ပါမြှော့တဲ့ချိန်မှာလည်းပြောလိုက်ပဲမောင်မောင်ကြော်ရည်တာငါးငွေသိန်းတရာအများဆုံးပြန်ပေးငါ့ကိုအများဆုံးပြန်ပေးဆိုပြောပြောလိုက်ပါဒါကျွန်တော်ကလေးတော့လုပ်ဘူးလေနော်အဲ့လုပ်ဘူးတဲ့အရာတွေပါနော်လုပ်ပြီးတော့ကျွေးမြရမှာကြောက်လို့အဲ့တော့နောက်ပိုင်းမှာတော့အကျွေးသူမှပေးတော့ဟုတ်ပြီလားကျွန်တော်တငယ်ချင်းတွေမှာကောင်းတာတခုရှိတယ်ပြီးရင်လည်းအပြတ်ပေးလိုက်တာရောအင်းမင်းအတွက်မင်းလိုတယ်မလားပေးလိုက်တယ်ပြန်မတောင်းဘူးကျွန်တော်ကဒီလိုရင်လည်းကျွန်တော်တငယ်ချင်းတွေအဲ့လိုပဲပြန်ပေးတယ် အပြန်ပေးတယ်ပြန်တောင်းစီရပြန်ပေးစီရမလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့မှအကျိုးမရှိကြဘူးပေါ့ဗျာအကျိုးမရှိကြဘူးနော်အဲ့တော့အဲ့လိုမျိုးဟိုကျင့်ကြံနိုင်လေကျင့်ကြံပေါ့ဗျာပေးနိုင်ရင်အပြက်လာပေးလိုက်ပေါ့ဟုတ်ပြီနော်ဒီရရရလေးကဒီအစီရင်လေးကတော့ခက်ခက်နဲ့လုပ်တာပေါ့နော်အဲ့တော့အီဂျာဂွေးအီဂျာဂွေးတချောင်းကိုဝယ်ပါမနေ့ဆော့ဆော့ပေါ့နော်ဝယ်ပြီးလို့ရှိရင်စကုစားရမှာကိုကျွေးရမယ့်လူကနံမဲနေ့နံလဲကျွေးရမယ့်ငွေ300ကိုပြန်ပေးရင်ငွေ950ကိုပြန်ပေးရစသဖြင့်ပေါ့နော်အမြန်ဆုံးပြန်ပေးပါဆိုရေးရေးပြီးရှိပတ်ချီလိုက် ကြက်ခွေးပါနော်အတွင်းမကပဲထားထားပဲပြင်ကထားထားခြင်းလို့ထားအတွင်းမကထားရင်တော့ပိုကောင်းတော့ပေါ့ဗျာအတွင်းမထားပြီးပတ်လိုက်ပေါ့လူမမြင်တော့ဘူးပေါ့ပြီးတော့အချီချိုးနဲ့၃ခါချီနော်ဒီကြက်ခွေးမှာ၃ခါချီချီပြလို့ရှိရင်ခုနရေတဲကိုရေစီးနေတဲ့ရေတွေကိုမျောလိုက်ပါစီးနေရေမရှိလို့မရအောင်စီးနေရေတွေမှာမျောပါနော်မျောရရင်ဆူတောင်းမယ်မောင်မောင်ကြာသာပေးတာငါကျွေးသိမ့်နေရအများဆုံးပြန်ပြီးပါဟုတ်ပြီနော်အားလည်းပြီးထင်ပါတယ်အော်နားမလည်တက်ခါတော့ရေပြီးကြည့်ပါဒါကတော့နည်းနည်းခက်ပြော့ပြော့လေးပေါ့နော်ခက်ပြော့ပြော့ကျွေးရတာဆိုကျွန်တော်လုပ်ခုရရပါတယ်နော်ရပါတယ် အကျွန်တော်ခုရဲ့နောက်တစ်ခုကိုပြောပါမယ်နောက်တစ်ခုလည်းခက်ပြော့ပြော့အရေရာလေးတခုပြောပါမယ်နော်ခက်ပြော့ရေရာလေးတခုပြောပါမယ်အဲ့ဒါလည်းလွယ်လွယ်လေးရေကိုင်းရွက်နှစ်ရွက်လို့လေကိုင်းရွက်တွေကအယိုးတွေရောခေါင်းတွေဖြတ်ဆရာမလို့နော်ကိုင်းရွက်ဒီတိုင်းပဲကိုင်းရွက်တိုင်းပဲပြီးပြီဆိုလို့ရှိရင်မလုပ်အောင်မလဲဆိုတော့လက်ဖက်လို့လေအဲ့တော့ကိုင်းရွက်ထဲကိုလက်ဖက်ထည့်မယ်ထည့်တဲ့အချိန်မှာဘာရွက်အောင်လဲမောင်း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 ကြာသာပြီးသားငါ အကျွေးသိန်းတွေကအများဆုံးပြန်ပေးပါလို့ပြောရင်းနဲ့တစ်ခါကိုထည့်ပြောရင်းနဲ့ထည့်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 ပြီးဆိုတော့အဲဒီကုနာကွန်ရက်လေးကိုခောက်ခောက်ပြီးလို့ရှင်ကုနာကကျွန်တော်တို့အယိုးလေးနဲ့ထိုးပြီးတော့ကျွန်တော်တို့ဟိုကပေါ့အဲအထုပ်လေးဖြစ်သွားပါပေါ့အဲအထုပ်လေးပါဆိုအင်ရှိမှာအင်ရှိရတကားဝဝင်ပေါက်ဝင်ပေါက်မှာဂျိုးလေးနဲ့တန်လန်းချီချီပြီးလို့ရှင်နေ့စဉ်နေ့တိုင်းအဲဟာလေးကိုပုတ်ပုတ်ပြီးတော့မောင်မောင်ခြာသာပြီးတာငါအကျွေးသိန်းတွေအများပြန်ပြီးလာပြီးတော့လာပြီးတော့အကျွေးတွေအများပြန်ပြန်ပြီးတော့ ိုင်းနေတိုင်းနဲ့ပေါ့နော်။ဘယ်နည်းလောက်အောင်မပေးမချင်းလို့ပေါ့ဗျာနော်။မပေးချင်းတော့။အပြင်ပြုတ်ပါမယ်။ကိုင်းရွက်နှစ်ရွက်လို့ပါလေ။ကိုင်းရွက်နဲ့အယိုးတွေအညာတွေဖြတ်ဆရာမလို့ခေါင်းတွေဖြတ်ဆရာမလို့ပါဘူး။ပြီးရင်လက်ဖက်နည်းနည်းလို့လေလက်ဖက်ကိုကိုင်းရွက်တွေကိုထဲမယ်။ထဲတဲ့အချိန်မှာဗာပြောအောင်လဲဆိုမောင်းမောင်းကျသာရိတာငါအကျွေးတွေကမြန်မြန်ပြန်ပေးဆိုပြောရင်းနဲ့ထဲတစ်ပတ်လေးထဲထည့်ပြီးတော့ခုနကိုင်းရွက်ကိုထုတ်ရှာ။အဲ့ဒီခုနအညာနဲ့ကိုင်းရွက်ကိုဖောက်ပြီးအထုတ်လေးထုတ်လိုက်ပေါ့နော်။ အထုပ်လေးထုတ်လိုက်ပါထုတ်ပြီးဆိုလို့ရှိရင်အင်ရှိမှာအင်ရှိဝင်းတကာဝင်းတကာမဟုတ်ဘူးเนาะအင်ရှိဝင်းပဝင်းပအခြေရုံနဲ့တန်းတန်းချိန်ထားလိုက်เนาะချိန်ထားပြီးနေစဉ်နေတိုင်းအဲ့ဒါလေးပုတ်ပုတ်ပြီးဆူတောင်းเนาะပုတ်ပုတ်ပြီးဆူတောင်းမှာဒါဆိုကြွေးလာပြီးပါလိမ့်မယ်ဒါခက်ပြုတ်ပြုတ်လေးနှစ်ခုပေါ့เนาะโอเคเนาะကြားပါတယ်เนาะကဲနောက်တစ်ခက်ပြင်းပြင်းလေးနှစ်ခုပြောပြအောင်မယ်ခက်ပြင်းပြင်းလေးနှစ်ခုပထမတစ်ခုကဘာလောက်အောင်မလဲဆိုတော့အခုနှစ်ချောင်းလို့ပဲဗျသူ့ရဲ့ဓာတ်ပုံတပုံလို့လေနော်အဲ့ခုနှစ်ချောင်းလို့သူ့ရဲ့ဓာတ်ပုံတော့အဲ့ဒီသူ့ရဲ့ဓာတ်ပုံရပြီဆို print ထုတ်လိုက်ပါ ထုတ်ပြီးလို့ရှိရင်နောက်ကြောဘက်မှာအမဥမကုနာမောင်မောင်ပဲပြောပြောပါဆိုမောင်မောင်ကြာသာပြီးတာအာအကျွေးသိမ့်တရားအများဆုံးပြပြပါရေးပေါ့နော်ဘာနဲ့ရမင်းနီးနဲ့ရေးမင်းနီးနဲ့ရေးနော်ရေးပြီးဆိုလို့ရှိရင်မလာရမှာလဲဆိုတော့ခုနညာတိုင်းညာတိုင်းအိယာမွေခင်မှာအိယာမွေခင်မှာခုနှစ်ခါလောက်ရမယ်နော်ခုနှစ်ခါလောက်အဲ့နဲ့ဘာလို့သူဒီဘက်ကမျက်နှာလူပုံလူပုံအဲ့နဲ့ထောက်ထောက်ပြီးတော့အဲ့နဲ့စူးထောက်ပြီးတော့ဘာလို့ရမလဲဆိုတော့ငါအကျွေးသိမ့်တရားမောင်မောင်ခြာပါပြီးတော့ငါအကျွေးသိမ့်တရားအများဆုံးပြန်ပြီးအတန်မှမှာလည်းပြော အဲ့ဒါငါကြွေးတဲ့အခုပြန်ပြီးဦးတစ်ပတ်ရေးပြီးပြီးစသဖြင့်ပြောအတန်မာမာလေးပြောပြောပြီးတစ်ခါလောက်ပါမလားခုနှစ်ခါလောက်ပါလောက်ပြီးလို့ရှိရင်အကျွေးရပြီးလို့စိတ်ထဲမှာဆုံးဖြတ်လိုက်ပြီးတော့အိတ်လိုက်ပါဗနေရတော့မယ်ခုနှစ်ရက်တိတိလောက်ပါနော်အဝေးနားလေးပါလေနော်ပြန်ပြောမယ်အခွန်တစ်ချောင်းစုစီလိုက်စုစီလိုက်မယ်အခွန်တစ်ချောင်း။ဘာပြောချင်တာကခြုံတဲ့ဘက်ကတသက်ဟိုရင်းဘက်ကတသက်ပေါ့နော်။စီလိုက်မယ်စုစီပြီးလို့ရှိရင်ဘာနဲ့စီမှာစီချင်တာနဲ့စီဟုတ်ပြီနော်။တိမ်ခွန်းနဲ့ပတ်ပတ်ခွန်တစ်ချောင်းနော်လိုတဲ့ပြင်သူ့ရဲ့ဓာတ်ပုံတစ်ပုံပရင်ထုတ်လိုက်ပါ ပြီးဆိုလို့ရှိရင်နောက်ကျောဘက်မှာဗာရင်းလဲဆိုတော့ဘောရနောက်ကျောဘက်မှာမောင်းမောင်းနောက်ကိုရမယ်တွင်နာမည်ပေါ့နော်ဟာမောင်းမောင်းဂျာတာပိဒါဂျွေအသိန်းတရားအဲဆိုမာစီပြန်ပြီးအဲ့လိုရေးမယ်ရေးပြီးဆိုညအိတ်ခံနေပြီးဆိုတာနဲ့သူ့တပ်ပုံလေးထုတ်လိုက်ထုတ်ပြီးပြီးဆိုတာနဲ့အဲ့ဒီတပ်ပုံကခုနတပ်ပုံမျက်နှာဘက်ကလူပုံပါတဲ့ဘက်နော်လူပုံပါတဲ့ဘက်ကိုနာအဲ့နဲ့ထောက်ပြီးတော့ဆုထ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 ုပြီးတော့မောင်းမောင်းငါကြွေးသိမ့်သိမ့်နေရအများဆုံးပြန်ကြာသာပြေးတာငါကြွေးသိမ့်အများဆုံးပြန်အတမမနဲ့ပြောအတမမနဲ့ပြောအဲအဲ့လိုနဲ့လောက်ပါ ုနှစ်ရက်ပြည့်အောင်လုပ်ပါနော်ခုနှစ်ခါလုပ်မယ်နော်ညမိတ်မိတ်ခင်မှာခုနှစ်ခါလုပ်မယ်ပြီးရင်ခုနှစ်ရက်ပြည့်အောင်လုပ်မယ်နော်အဆရာအဲ့အဲ့တော့ဘာလို့ဟင်းသားတော့ထားစင်နေတော့သွားထားပြီးပြီဆိုရင်အားလုံးခုနှစ်ရက်ပြည့်သွားပြီဆိုဘာလုပ်ရမလဲဆိုရင်အဲ့ဒီသူ့ရဲ့ဓာတ်ပုံကိုဓာတ်ပုံကိုနော်မြည်ကြီးလေးကိုမြုပ်လိုက်ပါဓာတ်ပုံမြည်ခြင်းမျိုးတော့အက်ကဘာလို့မှလုံချင်တာလုံတော့နော်တပ်ပေါ်မြည်ကြီးတွေမြုပ်လိုက်ပါအဲ့တော့လုပ်ပြန်လို့အားလုံးခုနေ့ပြည်တော်တပ်ပေါ်မြည်ကြီးတွေမြုပ်လိုက်ပါလုပ်ချင်တာလုပ်ပါတော့ကျန်တာတော့ဟုတ်ပြီနော်တပ်ပေါ်ကိုမြည်ကြီးတွေကိုမြုပ်လိုက်ပါနော်ပြီးနောက်တစ်ခုပြောပါမယ် ကဲ၄ခုပြောသွားပြီ၃ခုပဲပြောမယ်လို့ပြောထားတယ်၄ခုဖြစ်သွားပြီကဲဒီဒီကလည်းဒီအကျွေးနဲ့ပတ်သက်တဲ့ဟာတွေထပ်ပြီးတော့မတင်တော့ဘူးဒါနောက်ပြေဆုံးမယ်နော်အဲတေချာလေးနားထောင်ပါတေချာလေးလှုပ်ပါကျွန်တော်ဘာပဲလဲလာမပြရနဲ့ထက်ကထက်ရစ်ပြီးတော့နားထောင်ပါဒေါင်းလုံးလုံးပြီးနားထောင်ပါနော်ဟုတ်ပြီနောက်တဲ့အကျွေးအကျွေးတောင်းဖို့အကျွေးမရတဲ့ခါမှာဘာလို့အတင်လဲဆိုလို့ရှိရင်နောက်တော့ဘဲဥဆက်တလုံးလိုတယ်ဗျဘဲဥဆက်တလုံးလိုတယ်ဘဲဥဆက်တလုံးဘဲဥဆက်ဘဲဥဆက်လုံးဖို့လည်းဘွေးနေအောင်မယ်နော် မလုံချင်တယ်မလုံနဲ့နော်ဘီနဲ့တော့မှနည်းနည်းဒါကတော့မြန်တော့အားဖြင့်တော့ရတယ်ပေါ့နော်ဆရာဆရာကြီးတွေတန်းညွန့်ချက်တွေရှိတာပေါ့နော်ဘဲဥစက်တလုံးပေါ့ဘဲဥပေါ်မှာအော်ဗင်နဲ့ပြီးဆော့ဗင်နဲ့ပြီးရေးရမယ်ကျွန်တော်တို့ဟိုစကြီးဆယ်ပွဲရှိရလေတေစသူနေမဘူဆန်တာဘူဆန်နာဝိဝေလေတေစသူနေမဘူဆန်နာဝိဝေဘဲဥတလုံးစီမှာရေးအဲ့တော့ဆယ်လုံးမှရေးပြီးသွားပြီတေစသူနေမဘူဆန်နာဝိဝေဆိုပြီးတော့ဆယ်မျိုးဆယ်လုံးမှရေးပြီးတော့အဲ့တလုံးပို့တယ် ဟုတ်နော်တလုံးပို့တယ်အဲ့တလုံးမှာပါရရမှာလဲဆိုခုနရှားရမဲ့လူရဲ့နာမောင်းမောင်းမောင်းကြာသာပရိသာသိန်းတရာငါ့ကိုအမြဲဆုံးပြန်ပြီးဆိုကြီးနော်အဲ့ဆက်တလုံးပြီးတော့အဲ့ဒါပကံတစ်ခုလည်းထည့်မယ်တလုံးတီတီဆိုပြီးရေးထားဖဲဖို့ဖဲလိုက်မယ်ကျန်တဲ့၁၀လုံးကိုဘာလို့အောင်လဲဆိုဖះရို့တော့ဖះမှာဘလူးရုပ်တွေပါလေရှိရဖះရို့တော့နောက်ရွှေတကုံဆိုရှိရလေဟိုမှာဟိုလောကပါရက်ကမယ်လို့ကြီးဆိုဘလူးပဲလေအဲတွားပြီးတော့ကတ် ကတ်ပြီးတော့ရှင်ငါရဲ့မောင်မောင်မောင်ငါရဲ့အကျွေးသိန်းတရားဂျာတာပိဒါဂျာတာသိန်းအများဆုံးပြန်ပြီးဆိုပြီးတော့ကတ်ခဲကတ်ပြီးတော့အဲ့လိုလူတိုင်းရတဲ့အတွက်ကြောင့်အကျွေးသိန်းတွေအများဆုံးပြန်ရပါလိမ့်မောင်မောင်ကြရသေးတာဆရာအကျွေးသိန်းတွေအများဆုံးပြန်ရပါလိမ့်ဆိုတော့ဒါအဲ့တလုံးမကြံဘူးလားအဲ့တလုံးဘယ်သူကိုကံမလဲဆိုတော့ရုပ်ကဆိုးနံမင်းပေါ့တပင်ကြီးကြီးကိုသွားရုပ်ဆိုးနံမင်းကိုကြံခဲ့တဲ့တလုံးတီးတီးဆိုရေးထားတဲ့တလုံးတလုံးသွားကတ်ကတ်ပြီးလို့ရှိရင်ဆူတောင်းခုနလိုပဲเนาะအာဒီဒီဘဲကိုလူတန်းရတဲ့အတွက်ကြောင့်ဒီဘဲကိုလူတန်းရတဲ့အတွက်ကြောင့် မောင်မောင်ကြာသပိသားစီအသိန်းတရာအမြန်ဆုံးပြန်ရပါစေ။ကုညီပေးပါရုပ်စက်နဲ့မင်းကုညီပေးပါ။ဟိုမှာဆိုရင်ရက်ခရက်ခမေတော်ကြီးဒါမှမဟုတ်ရက်ခဘလူကြီးကုညီပေးပါကျွန်တော်ကုညီပေးပါဆိုမနေနိုင်ဘူးလားပြီးဆက်လိုက်မယ်။အဲ့တော့လွယ်လွယ်ရည်ရည်ရည်နှစ်ခုလည်းပေးလိုက်ပြီ။ပြင်းပြင်းရည်ရည်နှစ်ခုလည်းပေးလိုက်ပါပြီ။အားလုံးလည်းနားနေကြမလို့ထင်ပါတယ်။အဲ့တော့ခက်ပြင်းပြင်းရည်ရည်လှုပ်ချင်တဲ့ဒီကလှုပ်မယ်။ ပါပါလေးလုတ်ချနေတယ်ကလုတ်ပါနော်။ကဲဒီအကျွေးတောင်းနေရရခဏခဏတင်တာများလာရကြောင်မတင်ပြီးတော့ပါဘူး။ဒါနောက်ပိတ်ဆုံးမှာတေချာအခောက်ခါရေးပြီးတော့နောက်တော့မှဘိုင်ပါလေးလာမပြောပါနဲ့။ဟုတ်ပြီနော်။ကျွန်တော်ပြောလိုက်ပြီနော်။တခုတော့ရှိရဲ့အကျွေးရားစရာရှိတဲ့သူကလည်းဘာဖြစ်ရလဲဆိုတော့ငွေကန်ကောင်းနေရမယ်။အဲ့လိုပဲအကျွေးကိုက ကိုကရရရှိရတဲ့သူကိုကိုကချီးထားတဲ့ချီးထားမိတဲ့သူကတော့ဘာဖြစ်လဲငွေငွေကြီးအစင်မျိုးကိုလည်းမေတ္တာပို့ပေးရတယ်အဲ့လိုမျိုးမလုပ်ဘဲနဲ့ဟာအစင်နေဆွတ်လို့လို့ပတ်စံမရပါဘူးဆရာမကြိုက်ပါဘူးဆရာမပြောနဲ့မရဘူးเนาะဟုတ်တယ်နေရာစလုံးကငွေကြီးကံသူ့မှာလည်းငွေကြီးရှိမှဆက်နိုင်မှာငွေရှိပြီမဆက်ရင်တော့အပြင်းပြင်းရရလောက်ပေါ့ဗျာเนาะငွေမရှိလို့မလို့သူကပေးခြင်းကမ်းခြင်းနဲ့စိတ်တော့ရှိတယ်သူမှငွေမရှိလို့ဆိုရင်ပြည်လည်းမေတ္တာလေးပါလေပို့ပါပြီးကမှအစီပို့ပို့ပို့ပါလေးလုပ်လိုက်ပါเนาะအဲဆိုရင်အားလုံးနဲ့အစဉ်ပြေမယ်လို့မျှော်လင့်ပါတယ် ဟုတ်ပြီနော်အကျွေးတွေกินကြပါစေအကျွေးတွေရရကြပါစေစိတ်တော့ကတွေလည်းကင်းဝေးကြပါစေပူပင်တော့ကတွေလည်းကင်းဝေးကြပါစေလို့မြတ်တာပို့လိုက်တယ်နော်ကဲအားလုံးပဲအကျွေးกินပြီးတော့ပျော်ရွှင်တဲ့ဘဝတွေပိုင်ဆိုင်ကြပါစေကျေးဇူးပါဗျာ